မင်္ဂလာပါဓမ္မလက်စွပ်တကွင်းနဲ့ပို့ပေးလိုက်တယ်တဲ့နော်ပို့တာကဂျော်ဒန်ကလားမသိဘူးဒါပေမဲ့လက်ရှိဘန်ကောက်ကနေကျွန်တော်ပို့လာတယ်ဘယ်လိုလက်စွပ်မျိုးလဲမသိဘူးဖွင့်ကြည့်မယ်လိပ်စာကိုကျွန်တော်လိပ်စာကြောင်းထားပြီနော်လိပ်စာအရင်လိပ်စာပို့ပါဦးပစ္စည်းတွေထည့်ပေးတော့မယ်ဆိုရင်ကျွန်တော်ရှင်မှာလိပ်စာအရင်တောင်းပြီးမှပစ္စည်းတွေထည့်ပေးကြပါကျွန်တော်လိပ်စာအစ်စ်ကြောင်းထားလို့ပါ ဒါကြောင့်မလို့လိပ်စာတစ်ခုခုပစ္စည်းထည့်မဲ့လူတွေအနေနဲ့အရင်လိပ်စာအဟောင်းတွေတိုင်းမထည့်ဘဲနဲ့ကျွန်တော်လိပ်စာအစ်တစ်ကိုထည့်ပေးကြပါ။နောက်ပြီးလို့ရှိရင်လည်းကျွန်တော်နောက်ပြောဆက်ဆက်ပြန်ပြောပါမယ်။ကလောသတိဟာကိုကျွန်တော်ဖောက်ကြည့်မယ်နော်။ဘာပါလဲဆိုတာကိုကျွန်တော်ဒီထည့်ပေးတဲ့ဒီဘက်ကဟာတော့မပြတော့ဘူးနော်။ လိုလေးထည့်ပေးလာပါလေဒီလိုလေးထည့်ပေးလာပါလေဒီလိုအစ်ကလေးပါအแทမှာအော်လက်စွပ်လေးကလှတယ်ကဲတမား ဘေးကစိန်ပွင့်တဲ့အလဲကောင်းမှပဒမြားလေးပါတဲ့လက်စွပ်လေးဖြစ်ပါတယ်မိမလက်စွပ်ပေါ့နော်ဒီဟာတော့ရွှေပေါ့ရွှေမှာမြည်ရမ်းတယ်လူလက်စွပ်ကအခြားငကတ်တွေကျွန်တော်မှရှိပါသေးတယ် နော်ပြီးလို့ရှိရင်ပကြီကားတွေရှိတယ်ပကြီကားဆိုတာဖိုးစောပါဦးရဲ့အဲဒီကျိုးနဲ့ထိုးထားတဲ့ပကြီကားတွေရှိတယ်ပြီးလို့ရှိရင်ဖျားပုံတော်ကိုခြီနဲ့ထိုးထားတာကျွန်တော်အင်းကြီးခြီထိုးနေဒါမှမဟုတ်ကဖျားပုံတော်အဲ့ဒီဖျားပုံတော်ပကြီကားတွေရှိပါသေးတယ်ဒါတွေအားလုံးကိုကျွန်တော်တို့တော်လိုင်းပြီးတဲ့အချိန်ပြန်လဲထူတော်ရင်ဖြစ်ဖြစ်လောလောဆယ်အရေးပေါ်ကာလတွေမှာတခုအရေးပေါ်ဖြစ်တာဖြစ်ကျွန်တော်လေးလံလို့ဟာမျိုးတွေနဲ့တခုကျွန်တော်လုတ်ပြီးတော့တိုင်းပြည်အတွက်တနည်းအားမကျွန်တော်အတုံးချအောင်ပါမယ် နော်အခုဒီလက်ဆွဲလဲကျွန်တော်လက်ခံရရှိပါပြီဟုတ်ကဲ့အလူရှင်ကတော့ဒီ affiliate account ကနေဆက်သွယ်လာတယ်ဒီမှာ e-bank ဖြစ်ပါတယ်နော်ဒီအမကနေကျွန်တော်ကိုဒါတကူတကဆက်သွယ်လာပြီးတော့တစ်စက်အခြားနိုင်ငံနေမှာတစ်စက်ဒီဘဏ်ကောက်ကိုလာတဲ့ညီမလေးကနေပေးပို့လာတာဖြစ်ပါတယ်အဲ့တော့အခြားဒီလိုရွှေတယ်လူထားတဲ့ဒူတီလည်းကျွန်တော်မှာရှိပါသေးတယ်ဒါပေမဲ့ဒါတွေအားလုံးကိုကျွန်တော်စရင်းနဲ့တကွာအားလုံးတင်ထားတယ်ကျွန်တော်ပြောသလိုကိုဒါတွေရှင်းပြောရင်တော့ရွှေတယ်ပစ္စည်းတွေဘာတွေကိုကြတော့တိတ်လက်မခံချင်ဘူးဒီလိုရန်သာပစ္စည်းပါတယ် အလုံးရှုပ်တယ်အာယုံနောက်တယ်ဘာဖြစ်လို့လဲသူတို့ကကိုယ်ကိုလက်ထက်ပေးလိုက်တယ်ပြီးလို့ရှိရင်ကိုယ်ကဗမာရောင်းလို့ရောင်းမယ်ကိုယ်ကဆိုင်သွားရောင်းလို့ငွေနှဲသွားပြန်ရင်လည်းကိုယ်မကောင်းဖြစ်ဦးမယ်ကိုယ်နီးစပ်ရလိုက်ရောင်းလို့ဟိုနှဲသွားတာတို့ညားသွားတာတို့ဖြစ်ပြန်ရင်လည်းဝယ်တဲ့လူတို့လည်းမကောင်းဘူးရောင်းတဲ့လူတို့လည်းမကောင်းဘူးကိုယ်ကြားတဲ့ကနေအဲ့ဒါလေးစိတ်ညစ်ကမှာဆိုလို့ဒီရှင်းရှင်းပြောရရင်တော့လေဒီဒေါ်လာရေးမှာကျွန်တော်ထိုင်းဘတ်ငွေနဲ့ထိုင်းမှာရှိတဲ့ရိတ်ကအဲ့နှစ်ခုလောက်ပဲကျွန်တော်အလေးထားခြင်းတယ်။ဘာလို့ဆိုထိုင်းဘတ်ငွေကြတော့ရှင်းန်းထုတ်လို့ရှိရင် ဘယ်သူကဘတ်ဘလောက်ဘယ်သူကဘတ်ဘလောက်ဘတ်ငွေနဲ့ရှင်းနှန်းထုတ်ရအောင်ဒေါ်လာဆိုရင်တော့ပြန်လဲနေရသေးတယ်လက်ရောင်းနေရသေးတယ်အဲ့တော့အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့ဝင်နေဖြစ်တယ်ဒါပေမဲ့လို့ကူညီထောက်ပံ့လာတဲ့လူတွေအားလုံးကိုအဆင်ပြေအောင်လို့ကျွန်တော်ဒူးဆိုင်လုပ်ပေးပါတယ်ဘာဆိုရင်တော့လက်မခံခြင်းလို့မဟုတ်ဘူးတခုခုကူညီထောက်ပံ့လိုက်တဲ့လူလှူလိုက်တဲ့လူတွေမှာစိတ်ထဲမှာဟိုမရှင်းမလင်းမနဲ့ညိုညင်ဝမ်းမအောင်ရန်ဆိုရင်ဒါကြောင့်မလို့ဒတိထားတာပေါ့နော်အော်ထဲဝင်ပေးကြတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။တော့တော်လှန်ရေးအတွက်အတက်နိုင်ဆုံးကျွန်တော်တို့ကြိုးစားပြီးတော့ပါမယ်။ နောက်တစ်ခုကျွန်တော်ပြောချင်တာ time မှာအခုတချို့တလေအကြောက်တရားနဲ့ရင်ဆိုင်နေရတယ်အစိုးဆုံးက time ပေါ့ကြောက်စရာအကြောင်းမရှိဘူးကျွန်တော်တို့ကကျွန်တော်တို့ထိုင်းနိုင်ငံကိုလာတယ်ထိုင်းနိုင်ငံဥပဒေတွေအတိအကလေးစားလိုက်နာဖို့အရေးကြီးတယ်သူတို့နိုင်ငံမှာနေတယ်သူတို့နိုင်ငံချမှတ်ထားတဲ့ဥပဒေတွေကိုလိုက်နာတယ်သူတို့နိုင်ငံကိုကျွန်တော်တို့က passport အခွန်အခပေးတယ်ပြီးရင်ဒီနိုင်ငံမှာအလုပ်လုပ်တယ်ရလာတယ်ကျွန်တော်တို့ကလှုပ်အားကကျွန်တော်တို့နိုင်ငံအတွက်တိုက်တဲ့နေရာမှာအုံပြုဝင်ရှိတယ်ဒါကိုအားလုံးသဘောပေါက်ဖို့လိုတယ်အကြောက်တရားတွေကိုလက်လွတ်ကြပါတော့ အကြောက်တရားနဲ့နှစ်ပေါင်း60ကျော်နေခဲ့လို့ကျွန်တော်တို့တိုင်းပြည်ဒီရင်နေတိရောက်ခဲ့ပြီပါပြီဒီတခါထပ်ပြီးတော့အကြောက်တရားထပ်ပြီးလွှမ်းမိုးကြမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရတယ်မလွတ်ရုံနဲ့မဟုတ်ပြက်ဖို့ပဲရှိတော့တယ်ဒီတခါရှောရင်ဘာဖြစ်မလဲမြစ်စုံစီမံကိန်းကိုတရုတ်ကပေးလိုက်တာမြစ်စုံပေးလိုက်တဲ့ AOD မြစ်ကြီးပြောက်ပွဲပြီ AOD အောက်မှာရှိတဲ့ရွာတွေအကုန်ပုံပြီနော်ပိုလန်စီမံကိန်းကိုတရုတ်ကအကုန်လုံးတနိုင်ငံလုံးဖျက်ပြီးဖောက်မယ်ပိုလန်ပေါ်လာတဲ့တရုတ်သိန်းနဲ့တန်းနဲ့ရှိအကုန်လုံးမြန်မာနိုင်ငံကကြုံစင်းလာတယ် နောက်ဘာဖြစ်မလဲမြန်မာတွေကအဲ့ဒီတရုတ်တွေစီမှာကျွန်ခံတဲ့ဘဝပြောင်းရအောင်အခုတော့မှကချင်ဘက်မှာသွားကြည့်ပါတရုတ်တွေတချို့ငပြောလာဆိုင်တယ်ဧကမြောက်များစွာငှားလိုက်တယ်လေပိုင်ရှင်နေရှိရတယ်เนาะဘယ်လိုပြောမလဲတနှစ်စာလေလုံးလို့ရတဲ့အကျိုးအမြတ်ကဘာမှမရှိတဲ့အတွက်နိုင်ငံဆင်းရဲနေတာကိုဒါတွေအားလုံးကနိုင်ငံဆင်းရဲနေတဲ့ပြတ်ရုပ်အဲ့တော့တောင်သူတွေကကြက်သေးတော့ငှားလိုက်ငှားလိုက်ပြီးတဲ့နောက်မှာတချို့ငပြောကိုလာပြီးတော့ဆိုက်တယ် ဲ့လိုလာဆိုင်တဲ့နေရာမှာသူတို့ကနှစ်နှစ်ဆိုနှစ်နှစ်သုံးနှစ်ဆိုသုံးနှစ်ငှားထားတာဖြစ်တဲ့အတွက်အဲ့ဒီအတော်အတွင်းမှာဓာတုဗေဒဆေးတွေမြောင်များစွာတုံပြီးတော့အကုန်ဆိုက်ပစ်တာပြီးလို့ရှိရင်အဲ့ဒီဆိုက်ထင်းထွက်သွားတဲ့အဲ့မြေဘာမှတုံ့ဆားလို့မရတော့ပိုပြီးရှင်နာစရာကောင်းတာအဲ့ဒီငပြောချက်မှာအဲ့ဒီမြေကိုငှားလိုက်တဲ့မြေပိုင်ရှင်ကလူငှားဖြစ်ပြန်လောက်ရတဲ့အစ်အဲ့ဒါနိုင်ငံဟာတရုတ်လက်ထက်မှာပါနေဘူးနော်အခုမင်းအောင်လိုက်ရုရှားကိုနော်အလုတ်ကမဆစ်လို့တဲ့ဒါဟာကြုံရောင်းစားတာသူတို့မှာ တိုင်းပြည်ကိုတိုးတက်ဖို့လုပ်နိုင်တဲ့အစွမ်းအစဘာမှမရှိဘူးအခုရုရှားသွားပြီးစာချုပ်10ခုချုပ်တာလို့ဘောင်းညောင်းဘောမှနေလောနေတယ်ပောက်ပန်း40တယ်တိုင်းပြည်ရောင်းစားဖို့လို့လို့ဘာမှလုပ်တတ်တဲ့ကောင်တွေမဟုတ်ဘူးကုန်းစုံဆိုင်ဒီဆိုင်တော်မှစီမံခန့်ခွဲတတ်တဲ့အရေးကြီးမရှိဘူးဆိုတော့လီကွန်ယူရဲ့စကားတကယ်မှန်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေအကြောက်တရားနဲ့နေလို့မရဘူးအထူးသဖြင့်ထိုင်းမှာရှိတဲ့ကျွန်တော်ညီကိုမောင်မတွေပြောချင်တာကထိုင်းဥပဒေကိုလေးစားပါလိုက်နာပါဒါပေမဲ့ကျုပ်တို့တိုင်းပြည်အတွက်ပြက်ပြက်တာတာရက်တည်ကြပါ အကြောက်စရာမရှိဘူးနောက်တစ်ခုရှိတာကစက်ရုံလေးမှာနိုင်ပြီးတော့စစ်မှုထမ်းဥပဒေအတွက်လက်မှတ်ထိုးခိုင်းတဲ့အရာတွေလုံးဝထိုးမဲမရှိဘူးတော့ဒါဟာလူ့ဝင်ချိုးပေါက်တာအဲ့ဒါလို့ဖြစ်လာရင်ညီညီညာညာနဲ့ပြက်ပြက်တတပြောပါစက်ရုံမန်နေဂျာဖြစ်ဖြစ်တထေးဖြစ်ဖြစ်ဒါဟာလူ့ဝင်ချိုးပေါက်တာလုံးပိုင်ခွင့်လုံးဝမရှိဘူးဘာဥပဒေကြောင့်မှလုံးပိုင်မရှိဘူးတိုင်လို့ရတယ်ကြားနေအောင်ဒါတွေအားလုံးကိုတဘောပေါက်ဖို့လိုအပ်တယ်နော်ဒါကြောင့်မလို့အခုဆိုရင်ရိတ်ခါအောင်ချုပ်တယ်မလူရဲတော့ဘူးအခုကျွန်တော်တနင်္လာရီကျော်ကရင်ကျော် တင်သားတွေအများကြီးရှိတယ်မနေ့ကဟိုဟိုရက်ကတင်းနေတိုင်းဘက်မှာကိုယ့်ဘက်ကစကန်းတခုကိုထိုးစစ်စင်ကလေးစကန်းတခုလက်လွတ်လိုက်ရတာရှိတယ်အဲ့ဒီမှာတင်သား300လောက်ကိုကျွန်တော်တို့ပေးတယ်ဟိုရက်ကမှတင်သားပြီးတယ်အခြားတင်သားတွေလည်းရှိတယ်စစ်ဘေးရှောင်တွေလည်းရှိတယ်ရိတ်ခါတွေအများကြီးလိုအပ်တယ်ဒါပေမဲ့သူတို့ကျတော့ကြောက်တော့ရိတ်ခါတော့မလူရဲတဲ့ပုံစံမျိုးဖြစ်လာဒါတွေကတော်တော်အခြေအနေဆိုးတယ်အခုကျွန်တော်ဆိုဒါရိတ်ခါပြတ်နေပြီအခုနောက်ပိုင်းမှာရိတ်ခါဘယ်လိုဖြစ်လဲဆိုတော့သူများနိုင်ငံခြားလူတွေကပတ်စံထည့်ပေးပြီးတော့ကိုစီစံ800ဝယ်ပြီးမှ200ဝယ်ပြီးမှအဲ့ဒီစံတွေလည်းကျွန်တော်ထပ်ပေးနေရတာခိုင်းမှရှိတဲ့လူတွေကကြောက်လို့မလူရဲကြဘူး ဲ့တော့ကျွန်တော်ပြောချင်တာကဒီအချိန်မှာကျွန်တော်တို့တောက်စရာမလိုသေးဘူးနော်မင်းအောင်နိုင်လက်ထဲကိုအာနာမရောက်သေးသေး၍ဘာမှမကြောက်နဲ့အဲတခုရှိတယ်ကျွန်တော်တို့ကညံ့ပြင်းလို့မင်းအောင်နိုင်ကိုလက်ထဲအာနာပေးလိုက်ခဲ့ပြီဆိုရင်တော့အဲ့ချိန်ကျရင်အကြောက်တရားထားတော့ဒါကိုပြောချင်တယ်ဒါကြောင့်မလို့ထိုင်းမှာရှိတဲ့ညီကောင်တော်ကလည်းအနေနဲ့မကြောက်ကြမှာနဲ့ကိုလှုပ်စရာရှိတော့ပြက်ပြက်တသားလှုပ်ပါအဓိကစီးလုံးကြမှာညီညွတ်ကြမှာဒီအချိန်မှာဒရိထားပါပေါက်ပန်း၄၀လုံလိုက်မယ်ဆိုရင် ကရင်ပဲလို့လို့ဗမာပဲလို့ရခိုင်ပဲလို့လို့လုံတဲ့လူကလူမျိုးမကွဲခြားဘူးထိုင်းနိုင်ငံသားတွေကမြန်မာပြည်သားလို့ပဲပြောမှာလက်ရှိဖြစ်ပေါ်နေတဲ့ထိုင်းနိုင်ငံမှာရှိတဲ့လက်ဖမ်းဆီးမှုတွေအားလုံးကလည်းရှင်းပြရွှေပြောင်းလောက်တာနေနေရလို့ပြောတာမြန်မာနေနေပုံစံဖြစ်နေတယ်နော်အဲ့တော့ကိုယ့်ဘက်ကလူတွေကလည်းမနေတဲ့မစားတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ကိုယ်အချင်းချင်းပဲထိန်းညှိပြီးတော့သူတို့နိုင်ငံမှာနေတာဖြစ်တဲ့အတွက်သူတို့နိုင်ငံမျက်နှာကိုကြည့်ရမယ်သူတို့ပြည်သူမျက်နှာကိုကြည့်ရမယ်သူတို့ညွန်ညင်တာကိုကျွန်တော်လုတ်ပိုင်ခွင့်မရှိဘူး ဒါတော့အရေးကြီးတယ်ဒါပေမဲ့တို့တို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ဘယ်သူမှပိတ်ပင်ခွင့်မရှိဘူးအဲ့ဒါအောင်တော့မြင်းနဲ့ကင်ဆွဲထားတာဒါရှင်းတယ်ကျွန်တော်တို့တိုင်းပြည်အတွက်တို့နိုင်ငံမှာလှုပ်လာလှုပ်တယ်ပတ်စပို့တွေပေးတယ်အခွန်အခတွေပေးတယ်နော်တို့နိုင်ငံဥပဒေတွေကိုလေးစားတယ်လိုက်နာတယ်ကျွန်တော်တို့လှုပ်အားကရတယ်ကျွန်တော်တို့လှုပ်အားကနဲ့ကျွန်တော်တို့တိုက်တယ်လို့ကျွန်တော်တို့တိုင်းပြည်တွေလှုပ်လှုပ်မရှိတယ်ကျွန်တော်တို့တိုက်တယ်လို့တုံးဆွဲပိုင်မရှိတယ်ဒါငွေပြူကနေကျွန်တော်တုံးဆွဲတာမတရားနှိမ့်နဲ့တုံးဆွဲတာမဟုတ်ဒါကြောင့်မလို့ အဲထောက်ဖို့တွေအလူခံလို့မရဘူးဆိုတာကအလူခံခွင့်ဆိုတဲ့လမ်းပင်းသားမှာ public မှာကျွန်တော်အလူခံခွင့်ဆိုတာရှိတယ်ဒီဥပဒေတွေကရှိပြီးသားနေတချိန်ကနားလည်မှုတွေထားတာအခုချိန်မှာနိုင်ငံရေးအတိုက်အခိုက်တွေကြောင့်ဒါတွေကိုလိုက်နှိမ်နေတယ်အဲ့ဒီအပေါ်မှာကြောက်ပြီးတော့ထွက်တဲ့တော်နိုင်ရေးတွေကိုလောက်ကမှကြောက်လာမဆိုင်ဘူးတော့ကိုယ်စိတ်ရုံနဲ့မှလူလိုက်ပြန်ဟဲ့ငါတို့စုမယ်ဟဲ့ဒီလေးဒီလေးဘလောက်ရလဲမင်းဘလောက်ထက်လဲမင်းငါဘလောက်ထက်လဲယော့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 အင်တော့ဖို့လူတိုင်းလောက်ပိုင်ဝင်ရှိတယ်အဲ့ဒါဘလူးမတားပိုင်ဝင်မရှိဘူးတဲ့အကန့်လေးကိုခွဲခြားတိကျဖို့လိုအပ်ပါတယ်နော် ကျွန်တော်တို့ကိုကြည့်ပါဗျာနည်းနည်းကြောက်ကြမယ်ဆိုရင်ကျွန်တော်တို့လည်းကြောက်ဖို့ထားပါအောင်နော်ကျွန်တော်ဆိုရင်လွတ်တော်တဲ့အချိန်ကျွန်တော်ပုံလေးရောက်နေတာနော်ဂိုင်းကောင်းဆောင်မပြဲကောင်းဆောင်ဆိုပြီးတော့ပပန်း၄၀ဆွဆွဲခံရပြီးတော့ဌာနဆိုင်ရာတွေအစစ်အစစ်ဘန်ကောက်ရုံးချုပ်တွေအစစ်အစစ်အစခေါ်ယူစစ်စစ်ခံတဲ့အနေထားနဲ့တော့ကျွန်တော်အကြောက်တရားကိုဘေးပြန်ထားပြီးတော့ဒီတိုင်းပြည်အတွက်ကျွန်တော်တို့တတ်နိုင်တဲ့အောင်လုပ်နေတာဒါကြောင့်မလို့ကြောက်မယ်ဆိုရင်အရှင်းမှလုံနေတဲ့လူတွေကိုအချက်မျက်နှာကြည့်ပေးကြပါအနောက်မှာဘာမှမဟုတ်တဲ့ကိုပ္ပဆန်လေးကိုယ့်ရဲ့ချွေးနှဲစာကိုပ္ပဆန်အောင်ကိုထဲဖို့ကြောက်မယ်ဆိုရင် ဟာအရှင်းမှာသူတို့လုပ်နေတာမကြောက်ဘူးလားလို့အတွေးလေးကိုတော့တွေးစေချင်တယ်စီးလုံးမှုကအင်အားမှာကျွန်တော်တယောက်တည်းသွားပြီးလုပ်နေလို့ဘာမှဖြစ်မလာဘူးအေးအဲ့ဒါလိုပဲဒီတနိုင်ငံတော့မှရှိအလုပ်သမားတွေအားလုံးကညီညီညံ့ညံ့ဟုတ်တယ်ငါတို့လက်ကငါတို့တိုင်းပြီးတော့လွှဲမယ်ဘယ်သူမှတာစီပိတ်ပယ်ဘူးမရှိဘူးဒါပေမဲ့တယောက်တယောက်တည်းဆိုရင်တော့အဲ့ဒီဟာကိုအချမ်းသီးလမ်းနဲ့တာစီတာဖြစ်လာနိုင်ဒါဟာစီးလုံးမှုရဲ့အင်အားပဲဒါကျွန်တော်ပြောတာလှုပ်ဆော်နေတာမဟုတ်ဘူးတော့အမှန်တရားကိုကျွန်တော်ပြောပြတယ်ဒါကိုအားလုံးသဘောပေါက်ဖို့လိုအပ်တယ်နောက်ပြီးတော့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဟာခွန်လေးကပြောဒီကာလမှာကျွန်တော်တို့တွေမှာ အားကိုးရမဲ့နေတယ်ထိုင်းမှာပြောင်းတက်နေတယ်လက်ရှိအချိန်မှာဆိုသူတို့ထိုင်းနိုင်ငံသားတွေအတွက်မြန်မာနိုင်ငံသားတယောက်ကမဟုတ်တာဟုတ်ကလုံနေမဲ့ဆိုရင်ချက်ချင်းတိုင်ပြီးတော့စစ်စစ်ခိုင်းလို့ရတယ်ဒါကြောင့်မလို့ညမဲ့အရက်တောက်စားတာတွေဘာတွေနော်ကိုကတချင်းဆိုတော့မဆိုကိုတချင်းဆိုတဲ့အတန်ကိုကအဆောင်ပဲကိုအခန်းထဲရမယ်အတန်ထွက်လို့ရမယ်အပြင်အတန်ထွက်တာအပြင်အတန်ထွက်တယ်ဆိုရင်သူများကိုဆူညံတယ်ဖြစ်လားနှောက်ရက်တန်ဖြစ်လား လမ်းသွားလမ်းတော့အချိန်တော်သွားမယ်ဆိုတော့ကိုယ့်အကူပုံမှန်သွားမယ်ဟိုဝင်ဒီထွက်ဟိုငေးဒီငေးမလောက်တော့ဘူးဒါတွေကဒီချိန်မှာအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့တွေအနေစားမတိုက်ရင်တော့အရင်ပြပြတ်မှာချိန်နေတယ်။နော်ဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့နောက်ဆုံးအနေနဲ့မြစ်တာရက်ခံချင်တာတော့ထိုင်းမှာရှိတဲ့အင်အားစုတွေအနေနဲ့တော်လှန်ရေးကိုအားမလျော့ပါနဲ့ဆက်လုပ်ပါရိတ်ခါနေတဲ့တောက်လျှောက်လို့နေပါလေရိတ်ခါတွေထောက်ပံ့ပေးကြပါဘာဖြစ်လို့ရိတ်ခါကိုထောက်ပံ့ပေးကြဆိုတော့ရတယ်ကျွန်တော်မှအခုလစဉ်တိုင်းကျွန်တော်လူမခံဘူးတော့လိုက်လွှင့်ပြီးကျွန်တော်လုံးဝလူမခံဘူးလိုက်မလွှင့်တာဆိုအခုနှစ်လသုံးလလောက်ရှိပြီ ဒါပေမဲ့တိတက်တဲ့လူတွေအားလုံးကမစင်ညာနေတောက်ချောက်လူထားတဲ့ငွေတွေရှိတယ်အဲ့ဒီငွေတွေအားလုံးကိုကျွန်တော်ရိတ်ခါမဝယ်နိုင်မဝယ်ခြင်းဘူးဒီငွေကိုပဲကျွန်တော်ပို့ခြင်းဒါကြောင့်မလို့ရိတ်ခါကိုလှူချက်ပါကျွန်တော်ကိုယ်တိုင်လိုက်စုမယ်ဆိုတော့ကျွန်တော်ပို့ပေးမှန်းတယ်ဒီငွေနဲ့တွားလှူလိုက်ဘတ်လိုက်လှူလိုက်တွားဝယ်လိုက်ပြီးရဟုတ်တယ်မလားအခုရိတ်ခါလို့ရဗျာကျွန်တော်အလူထက်ထားတဲ့ငွေနဲ့ကျွန်တော်ကားတစ်စီးတဲ့ဝယ်လိုက်မယ်ကျွန်တော်ဘာမှမပင်မှန်းဘူးဒါပေမဲ့လို့ဒီမှာရော့သွားမယ်အဲ့ဒီအတွက်ရိတ်ခါတွေထောက်ပံ့ကြပါလို့ပြောတာအဓိကကတော့စံစီမမအခြားအိမ်တုံးဆောင်ပစ္စည်းကြိုက်တယ်လို့ထောက်ပံ့လို့ရတယ် အဒီအဆောင်တစ်ခုမှာကိုကဥဆောင်ပြီးတော့ဟဲ့ငါးရဆန်းတိတ်ထောက်ပတ်မယ်မတ်တည်မယ်ဒီလိုဘာထောက်ပတ်မလဲစုပေးထားလိုက်ဘလောက်ရလဲကိုစီလာယူပေးပါအခြားထောက်ဖို့တွေဘယ်လိုတွေရှိတယ်ကိုစိတ်ချယုံကြည်ရတဲ့လူတွေဒါမျိုးဆိုရင်အရှိကလောက်ကတဲ့လူတွေလည်းအားတက်တယ်အနောက်ကလူတွေလည်းမထိခိုက်ဘူးเนาะလူတယောက်ထဲကနေတထောင်ထောက်ပတ်စရာမလိုဘူးဗျလူ၁၀ယောက်ကနေတထောင်ထောက်ပတ်တော့ကျွန်တော်ဖြစ်စီချင်ဘာဖြစ်လို့လဲကျွန်တော်တို့ကရေရှည်တွားနိုင်အောင်အဲ့ဒီတထောင်ကလည်းနေပြည်တော်တိုက်ရိုက်ရောက်ကမဲ့ အဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးပဲလက်ထက်ထည့်စီခြင်းကျွန်တော်လည်းမယုံနဲ့ကျွန်တော်မြဲပြောတဲ့စကားရှိပါတယ်ကျွန်တော်လည်းမယုံနဲ့ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်အကောင်းဆုံးပြောမှာထို့နည်းတူပဲအခြားသောလူတွေရဲ့ဒီတိုင်းပဲဒါပေမဲ့လောက်ရက်တွေရှင်းတန်းနေနော်လောက်ပုံကိုင်းပုံတွေစီစစ်ပေးပါကျွန်တော်ချစ်ထည့်ဝင်တဲ့လူဆိုကျွန်တော်မြဲပြောတဲ့ရှင်းတန်းမှာကိုယ့်နာမည်ကိုကိုစစ်နာမည်မပါလိုက်ချိန်မင်းပြောအားလုံးတိတိကျကျဖြစ်နေရမယ်မင်းပဲလားလူထားတယ်မင်းလူထားတဲ့အထောက်ထားပြတော်ရှင်းတန်းမှာကြွားကြည့်မင်းနာမည်ပါအဲ့ဒီပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့လည်း ကြိုးစားတယ်ဒါဟာအပင်မခံပြီးကြိုးစားတယ်ဆိုတာဟဲ့ဒီတော်လှန်ရေးအားနည်းဝါးမှာဆိုလို့ဒီပြည်သူတွေအားရှိမှဟဲ့ဒီတော်လှန်ရေးကအချိန်အောင်နဲ့သွားနိုင်မှာကျွန်တော်တို့တွေရှုံးလို့မရဘူးလုံးဝရှုံးလို့မရဘူးတော့အဲ့ဒီစိတ်ကိုလူတိုင်းမွေးရပါမယ်ကျေးဇူးတင်ပါတယ်နော်အခုလက်စွပ်လူပေးတာလည်းအမယူလို့ကျေးဇူးတင်ပါတယ်နောက်ထပ်တော်လှန်ရေးမှာပါဝင်နေကြတဲ့တဦးတယောက်ရှိနိုင်မလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အောင်မြင်တဲ့အထူးတကွဆက်လက်တိုက်ပွဲဝင်ကြပါမယ်အားလုံး fighting ပါ